မလင်းကြောင့်ဒုက္ခရောက်နေသူတွေကိုအပြောနဲ့မဟုတ်ပဲတိန်တထောင်တီတီလှူဒန်းပေးလိုက်တဲ့ခိုင်နှင်းဝေး MCL ပြိသက်များအလုံးမင်းမင်္ဂလာပါရှင်ပြိသက်များရှင်မလ28ရက်နေ့နေ့လယ်ပိုင်းတနိုင်ခန့်ဝင်းကျင်မှာမြန်မာနိုင်ငံကငလင်ကကြီးတခုကိုရှင်ဆိုင်လက်ရလာဖြစ်ပါတယ်ဘသူမှမျှော်လင့်မထားဘဲငလင်ကြီးကရုတ်တရက်ဖြစ်သွားခဲ့ပြီးပြင်းထန်ခဲ့တာပါဒါအပြင်အရင်တုန်းကကြုံခဲ့ရတဲ့ငလင်တွေလိုအာတီတီနဲ့မဟုတ်ပဲပြင်းထန်တဲ့ငလင်အဖြစ်တာမို့ပျက်စီးဆုံးရှုံးမှုတွေရန်ကုန်များပြားနေခဲ့တာပါစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးအင်းဝါနဲ့ ရှမ်းပြည်နယ်ဘက်ကအဆိုးဝါးဆုံးဖြစ်နေခဲ့တာပါအရေးပေါ်အခြေအနေတွေအများကြီးရင်ဆိုင်နေရတဲ့အချိန်မှာခိုင်နေဝေဘက်ကနေအတိပေးလာပါတယ်မြင်းငလျင်တန်းကြောင့်နေအိမ်ပြန်စီပြီးအသက်လူကြီးနေရတဲ့ဒုက္ခရောက်သူတွေကိုလူတန်းဖို့အတွက်လှုပ်သွားမယ့်အကြောင်းမှာလက်ရှိအချိန်မှာချက်ချင်းဆိုသလိုကုညီတွေလိုအပ်နေပေမဲ့ကုညီသူတွေကမရှိသေးပါဘူးဒါကြောင့်မလို့ခိုင်နေဝေကသိန်းတစ်ထောင်မှတည်ပြီးလူတန်းပေးဖို့ဆုံးဖြတ်လိုက်တာပါသိန်းတစ်ထောင်မှတည်ပြီးလူတန်းပေးတော့မှလူငလျင်လှုပ်ပြီးနိုင်ပိုင်းတွင်းမှာချက်ချင်းဆိုသလိုအကြောင်းကြားလာခဲ့ပါတယ် ခိုင်နင်းဝေဘက်ကအခုလောအလူငွေမတည်လိုက်တဲ့အတွက်တခြားလူရှင်တွေလည်းလူဒန်းပေးလာမှသိချပါပဲအလူရှင်တွေကခိုင်နင်းဝေကိုဆိုရင်စိတ်ချကယုံကြည်ကြပါတယ်အခုလောတဘာဝပေးအနေရီကြုံလာချိန်ဆိုအချောင်ကိုပြီးပတ်စံလင်းလေသူတွေလည်းအများပြားရှိနေတတ်တာပါအကူညီဖို့အတွက်ဆိုပြီးအလူငွေလေးလေးကကောက်ခံကြတာဖြစ်ပါတယ်ဒါကြောင့်မလို့လူဖို့အတွက်ကိုစိတ်ချယုံကြည်သူကသာလှူရဲကြတော့တာပါခိုင်နင်းဝေကအလူငွေနဲ့ပတ်သက်ရင်နာမည်ပြတ်မရှိအောင်လဲလုံနိုင်သူပါအလူငွေကိုတိန်းထောင်ချီတောင်းချီကောက်ခံကတခုမှအလီလွင့်မရှိအောင်လူဒန်းပေး တာဖြစ်ပါတယ်။ဒါကြောင့်မလို့လေငလင်းပီးနဲ့ပတ်သက်ပြီးခိုင်နှင်းဝေကိုယုံယုံကြည်ကြည်နဲ့လူတန်းပေးကြတဲ့သူတွေများပြားလာမှာအတင်ချပါ။ရေဘေးတင်းနေတဲ့ချိန်တုန်းကလည်းခိုင်နှင်းဝေကသိန်းပေါင်း3000ကျော်အထိလူတန်းပေးခဲ့တာပါ။ဒါအပြင်အလူငွေတွေကိုစည်ရင်အတီးကြနဲ့လည်းလူတန်းပေးခဲ့တယ်လို့လူသူသိမ်းမရောက်တဲ့နေရာတွေကိုတွားရောက်ကလူတန်းပေးခဲ့ပါတယ်။လက်တလုံးမှာနှုတ်သွားတဲ့ငလင်းကြောင့်ပျက်စီးဆုံးရှုံးမှုတွေလည်းအရန်ကိုများပြားခဲ့တာပါ။အိမ်ဝမျိုးကတကူကြီးဖျားတွေတော်တော်များများကပြိုကျပျက်စီးသွားတယ်လို့မေနူးအုပ်ကြောင်းနဲ့အိမ်ဝလေးတဲ့အကြောင်းကြီးတွေ လုံးဝကိုပြိုကျပျက်စီးသွားပါတယ်။ရှေးဟောင်းမွေနစ်တွေကတခုပြီးတခုပျက်စီးဆုံးရှုံးနေတာဖြစ်ပါတယ်။ဒါအပြင်အဆက်မြင့်အဆောက်အဦလည်းပြိုကျပျက်စီးကုန်တာမို့လူတွေလည်းအများကြီးပြိနေတာမျိုးရှိပါတယ်။ ပြိုကျပျက်စီးရဲ့နေရာတွေကိုခန်းနင်းဝင်ဘက်ကနေလှူဒန်းကူညီပေးသွားမှာဖြစ်ပါတယ်ခန်းနင်းဝင်ဖွဲ့ကတောင့်တင်းလာမှုနဲ့အချိန်တိုတွင်နေရာများပြားကိုကူညီပေးနိုင်မှာပါအမှုပညာရှင်တွေလည်းပရိသတ်တွေအတွက်စိုးရိမ်ပူပန်နေကြတာမို့ခန်းနင်းဝင်စီမှာအလူငွေတွေပါဝင်လှူဒန်းပေးကြမှာပါအမှုပညာရှင်တချို့ရဲ့နေအိမ်တွေလည်းပျက်စီးဆုံးရှုံးသွားတာဖြစ်ပါတယ်နောက်ဆက်တွင်ငလင်းတွေလည်းရှိနိုင်တာမို့ခရူးဆိုင်ကြဖို့တည်င်းတွေလည်းထုတ်ပြန်ထားပါတယ်ငလင်းဖေးတင်ခဲ့ရတဲ့နေရာဒေသတွေအတွက်အလူငွေ3000မှတီလှူဒန်းပေးလိုက်တဲ့ခန်းနင်းဝင်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုပြော ောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်